ေတာတစ်ခုကနေတစ်ခုကိုစံတွေစီးဝင်စီးထွက်ရမှာသတင်းပို့စနစ်ဆောင်ရွက်မယ်လို့မြန်မာနိုင်ငံစံစဘာအတင်းချုပ် MRF ကနေသိရပါတယ်မေလာကိုရနေမှာပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံစံစဘာအတင်းကျုံနဲ့စံပွဲရုံများစံလက်လီဆိုင်များစံအကျိုးဆောင်တို့တွဲဆုံမှုအတွင် MRF ဥက္ကဋ္ဌဦးရမင်းအောင်ကအထပ်ပါအတိုင်ပြောကြားခဲ့တာပါ တွေ့ဆုံမှုအတွင် MRF တာဝန်ရှိသူတွေကစီပေါ်ကုသဝင်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနကထုတ်ပြန်တဲ့တင့်တင့်မြတ်တသောဈေးကွက်ဈေးနှုန်းဆန်ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချကြဖို့လည်းအတည်ပြုခဲ့ပါတယ်။တူလောင်ယုံမှတ်ပုံနဲ့စနစ်မိုင်ရိုမှာတတ်မှတ်ချက်တွေနဲ့အညီမှတ်ပုံတင်ကြဖို့လစဉ်ကုံရကုံထုတ်ကုံလက်ကျန်စရင်ကိုတတ်မှတ်ရအတိုင်းစရင်ပေးသွင်းကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ ဒါအပြင်တူလာယုံစစ်ဆေးမဲ့ကိစ္စရက်တွေရင်းညွှန်းစေးနဲ့စံဝယ်ယူရရှိမဲ့ကိစ္စရက်တွေကိုလည်းဆွေးနွေးပွဲကိုတက်ရောက်လာတဲ့စံပွဲရုံများစံလက်လီဆိုင်များစံအကျိုးဆောင်တဲ့ MRF တို့အကြားအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။မေလာအတွက်တင်းတင်းမြတ်တာတဲ့ဈေးကွက်စင်းတို့အဖြစ်ပြပတင်ပို့တဲ့စံချမ်းအမျိုးအစားအလိုက်တအိတ်ကို6000ကျပ်မှ8200ကျပ်အထိသတ်မှတ်ထားကြောင်းစားသုံးသူကြီးရဲ့ဦးစီးဌာနကထုတ်ပြန်ပါတယ်။ ပြည်ရင်းစားသမှုရှိတဲ့စံအုပ်စုတွေကအမျိုးအစားအလိုက်တအိတ်ကို9800ကျပ်မှ13500ကျပ်အထိဈေးရှိပါတယ်။ဈေးကွက်အတွင်းရောင်းချမဲ့ဆိုရင်တော့ရင်းညွှန်းဈေးအပေါ်800ခန့်နှုန်းထက်ပိုမယောင်းဖို့အတိပေးထားကြပါခင်ဗျာ။